အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာဓာတုသားစာနေစိုးတူရရာဆိုလေမားလေး PDF များစာနေအကြောင်းကိုပြောလာတဲ့ကိုထူးမွန်ရဲ့ဗီဒီယိုကိုပြောင်းလဲမျှဝေပေးလိုက်ပါရခင်ဗျာမန္တလေး PDF ဆိုတာကတော့အားလုံးသိကြတဲ့အတိုင်းပါပဲမောကုတ်သားစိုးတူရဆိုဥဆောင်နေတေဇာဆန်းတို့ပါဝင်ပြီးတော့ Osmon တို့မောင်နှိုင်းတို့ပါဝင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ပလောင်လက်လက်ကန်တပုံ DNLA ရဲ့တပည့်ရင်းလို့ဆိုရမယ့်အဖွဲ့တစ်ခုလည်းဖြစ်ပါတယ် မန္တလေး PDF ကို2021ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့ကစတင်ဖွဲ့စည်းခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။စတင်ဖွဲ့စည်းခဲ့တဲ့အချိန်တုန်းကတော့ MSDF ဆိုတဲ့အဖွဲ့နဲ့ဖွဲ့စည်းခဲ့တယ်။အဲဒီနောက်2021ခုနှစ်ဒီမေလထဲမှာပလောင်လက်နက်ကင်သဘုံ DNA နဲ့ချိတ်ဆက်ပြီးတော့ပလောင်လက်နက်ကင်သဘုံ DNA ကငွေစားသားအနေနဲ့ခိုင်းဘက်အနေနဲ့တန်တန်းနေပြီးလက်နက်တက်ဆင်ပြီးတော့ငွေစားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း2020ခုနှစ်စွန်လထဲမှာစစ်တင်တဲ့ဆင်းပြီးတော့မန္တလေး PDF အနေနဲ့နာမည်ပြောင်းခဲ့တယ် ပထမဆုံးအပတ်စဉ်1ကို2021ခုနှစ်စွန်လထဲမှာပဲဆင်းခဲ့တာဖြစ်ပြီးတော့အခုချိန်ထိတော့ဒီတရင်အနေနဲ့တနှစ်သုံးရက်တက်ကနေတရင်နဲ့သုံးရက်ခွန်ဒီတရင်ခွန်ရင်ရှိတယ်လို့သိရပါတယ်ဆိုတော့ဒီမန္တလေး PDF ရဲ့အကြောင်းကိုပြန်ပြောရရင်မန္တလေး PDF ဆိုတာကစတင်ဖွဲ့စည်းတဲ့အချိန်တွေကပလောင်လက်နက်ကန်တပုံ DNL ရဲ့ခိုင်းပတ်အနေနဲ့ရှိခဲ့တာပါ COC CWC အနေနဲ့ပြန်ကြည့်ရင်လည်း NUG ပြည်ပြည်အုပ်စုတွေနဲ့ပခုံးချင်းရှင်မို့အထိထားထားတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ် အန်ယူဂျီရဲ့ဒီအုပ်ချုပ်မှုအောက်မှာမရှိဘဲနဲ့တရားရည်တည်နေတဲ့အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ဒါအပြင်တေဇာဆန်းတို့ကဒီပြည်ပြည်အုပ်စုကိုအမြဲတမ်းဝေဖန်တိုက်ခိုက်လေရှိပြီးတော့နောက်ပိုင်းမှာတေဇာဆန်းတို့စိုးသူရဆိုတော့ကိုပါဇက်ပိတ်သွားအန်ယူဂျီပြည်ပြည်အုပ်စုကစော်ဝေစိုးကိုရန်ဆင်းလာပြီးတော့မုတ်ကုတ်မှာတွစ်ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။အထပါတော့ဒါကပြည်ပအုပ်စုတွေရဲ့တတိမမှန်မှုတွေတခိုးနဲ့တည်းများအတူတူတွေ့တဲ့အခြေအနေဖြစ်တဲ့အတွက်ထူးခြားတာတော့မဟုတ်ပါဘူး။ဒီထဲမှာဒီမှာထူးခြားတာကမန္တလေး PDF ဆိုတဲ့ဒီပလောင်လက်နက်ကိုင်သဘွန် DNL ရဲ့ခိုင်းဘက် ။ NUGPB အုပ်စုတွေနဲ့ပကုန်းချင်းရှင်တွေအဖွဲ့မှာတကလပံထိုးတာတွေသူတို့လုံဆောင်မှုတွေဖြစ်လာပါတယ်။ဒါကတော့နိုင်ငံရေးမှာသွေးခွဲတက်ရှုံမှုလို့ပြောရမလား။ဒါမှမဟုတ်ဟင်းသာကိုတောင်းဆက်သွင်းပြီးတော့ဇက်တူသားစားနေရလို့ပြောရမလား။ဘလို့ပဲဖြစ်ဖြစ်ကတော့အချင်းချင်းကြိုက်နေကြပြီလို့ဆိုရမှာဖြစ်ပါတယ်။ဘာကြောင့်လဲ။မန္တလေး PDF မှာခေါင်းကြီးပိုင်းအနေနဲ့ဆိုရင်ဒီလူ၄ယောက်လောက်သာရှိပါတယ်။အခုမန္တလေး PDF ကနေဖန်ထားတဲ့မုံတိုင်းဆိုရင်စစ်စင်ရတောင်ယူထားရပါတယ်။ နောက်ထပ်အခုဒီဖန်ကြီးခံထားရတဲ့ပန္နာရေးတာဝန်ခံဌာနကြီးမှုဆိုတဲ့နိုင်ကြီးကလည်းမန္တလေးပြည်ရဲ့ပြည်ပန္နာရေးကိစ္စတွေကိုခွက်ခေါက်တာနဲ့အလှူခံတာတွေအားလုံးကိုတာဝန်ယူထားတဲ့သူဖြစ်ပါတယ်။မိုးကုတ်သာစိုးသူရဇော်နဲ့ဒီဖြိုးဝေကတော့စစ်စင်ရေးတာဝန်တွေကိုစေဦးစီးအနေနဲ့တာဝန်ထမ်းဆောင်ပြီးတော့အော့စမွန်ကတော့ပြန်ကြားရေးတာဝန်ထမ်းဆောင်ပါတယ်။ဒီလိုမျိုးမန္တလေးပြည်ရဲ့မှာရှိတဲ့ခေါင်းကြီးပိုင်းတွေမှာခွက်ခေါက်တာတွေကနေတဆင့်ရရှိတဲ့အကျိုးစီးပွားတွေကိုခွက်ဆောင်ခုတ်တာတွေကနေတဆင့်အခုဆိုရင်အော့စမွန်နဲ့ဒီစိုးသူရဇော်နဲ့ကတစ်ဖွဲ့ မွန်တိုင်းနဲ့နိုင်ငံတွေကတစ်ခွက်ဖြစ်လာပြီးတဲ့နောက်ဒီသုတ္တရာဇော်ကိုအလောင်းလက်နက်ကန်မွန်တီယန်အလေးကို NGPB အုပ်စုကဇော်ဝေစိုးကဝင်စားပြီးတဲ့နောက်မှာတော့မန္တလေး PDF ကဖဆောင်းခုတ်လာကြတယ်ဖြစ်ပါတယ်။အဲ့ဒီတွင်ဒီစစ်စင်ရေးတာဝန်တွေယူထားတဲ့မွန်တိုင်းကိုမန္တလေး PDF မှာရှိနေတဲ့ဒီသူတို့အကြမ်းဖက်အဖွဲ့အစည်းတွေမှာရှိတဲ့အကျိုးစီးပွားတွေပန်တိုင်းကိစ္စတွေတက်တွင်အုံဆောင်တွေကိုအလွဲသွန်းစားလုပ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့တာဝန်တွေရက်ဆိုင်ပြီးတော့ဒီတာဝန်တွေရက်ဆိုင်ပြီးတော့အခြေချုပ်ချထားတယ်ဆိုပြီးတော့တည်င်းတွေဒီနေ့ထုတ်ပြန်လာတာ။ တကယ်တော့သုတ္တရဇော်နဲ့ဒီမုံတိုင်းတို့ရဲ့အချင်းချင်းမန္တလေး PDF ရဲ့အကွဲမှုမန္တလေး PDF ရဲ့စက်တူသားစာမှုကပြီးခဲ့တဲ့2025ခုနှစ်မေဇွန်ဇူလိုင်ကာလတွေကဖြစ်ပါတယ်။မေဇွန်ဇူလိုင်ကာလတွေမှာပလောင်လက်နက်ကိုင်းတုံ DNL ကနောင်ချိုတောင်ကမ်းဒေသတွေမှာဆစ်ရှုံးနေတဲ့အချိန်တပ်မတော်ရဲ့တံမြန်ထိုးစစ်ကိုထိုးစစ်ဆင်နေတဲ့အချိန်အလဲလဲအကွဲအကွဲနဲ့ဆစ်ရှုံးနေတဲ့အချိန်မန္တလေး PDF ကိုသူ့ရဲ့မွေးစားသားခိုင်းဘက်တပည့်ကိုထပ်မံပြီးဆေးရုပ်ကွန်ကြီးတွေပြေဖို့တောင်းဆိုခဲ့တဲ့ဆိုတဲ့အတွင်သတင်းတွေကျွန်တော်ရရှိပါတယ် အဲ့ဒီအချိန်ကစပြီးတော့သုတ္တရဆောင်နဲ့မုံတိုင်းတို့ရဲ့ချားမှာပွတ်တိုက်မှုတွေဖြစ်လာခဲ့ပါတယ်။မုံတိုင်းကတော့ဒီစစ်စင်ကြီးအတွင်းကလောင်လန်းနဂိုင်တဘော DNL ရဲ့နောင်ချိုမျိုးသိန်းတိုက်ပွဲနောက်မန္တလေး PDF ရဲ့နေရာပျောက်လာမှုဘုံပျောက်လာမှုအတွေ့ကလောင်လန်းနဂိုင်တဘော DNL နဲ့အစာမချေမှုတွေကမုံတိုင်းကနေစတင်ခဲ့တယ်။ဒါပေမဲ့သုတ္တရဆောင်ကတော့ကလောင်လန်းနဂိုင်တဘော DNL လိုအပ်နေတဲ့နောင်ချိုမျိုးမကြရေးစစ်ကိုတွေပြေးပြီးတော့မိုးကောက်မှာရှိနေတဲ့ဂျိုးစီပွားတွေကိုခွဲတန်းယူမယ်ဆိုတဲ့အခြေအနေမှာညှိနှိုင်းမှုမရခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ဇော်ဝေဆိုးနဲ့တာဖုံးကျော်အပါအဝင်သို့သူရာဇော်တို့ကမိုးကုတ်မြို့မှာတွေ့ဆုံခဲ့ပြီးတယ်နော်မိုးကုတ်မြို့မှာရှိနေတဲ့ကျိုးစီပွားတွေကိုဆက်လက်ခုခံကာကွယ်သွားမယ်ပလောင်လက်နက်ကိုင်တပုံ DNLA လိုအပ်နေတဲ့စီရေးအကူအညီစီရေးအကူအညီဆိုတာကတော့အသေးခံပေးမယ် NUG PP အုပ်စုလက်အောက်ခံ PDF တွေရှေ့တန်းကိုလာရောက်ရင်မန္တလေး PDF ရဲ့ထောက်ဖို့လမ်းကြောင်းဖြစ်ပါတယ်အဲ့ဒီအတွက်အားလုံးလည်းသတိထားမိကြမယ်ထင်ပါတယ်တာဖုံးကျော်ရဲ့ဘုံကိုအကြီးကြီးမှားခဲ့တဲ့ status တွေဇော်ဝေဆိုးကိုယ်တိုင်ရှိခဲ့ပါတယ် ဒီလက်ရှိသူတို့ကြွေးကြော်နေတဲ့မြေဥတော်လာရေးတစ်ခုလုံးကိုပဲတာဖုံးကြော်ကဥဆောင်တော့မရောက်နဲ့တာဖုံးကြော်ကိုအင်မတန်ပေါ်မှခဲ့တဲ့စာသားတွေဇော်ဝေစုရေးခဲ့ပြီးတဲ့နောက်ွယ်မှာကတော့သုဒ္ဓရာဇော်နဲ့မုံတိုင်းလိုရဲ့ပွတ်တိုင်မှုတွေကိုဖော်ထုတ်ထားခဲ့ကြတာဖြစ်ပါတယ်။သုဒ္ဓရာဇော်ရဲ့သဘောကတော့မိုးကုတ်သားဖြစ်တယ်။မိုးကုတ်မှာရှိနေတဲ့ကျိုးစီးပွားတွေကိုမန္တလေး PDF ကောင်းစင်နဲ့ရကြလို့တယ်။လက်ရှိဖန်စီခံရတဲ့ရာလူဖြုတ်ခံရတဲ့ဒီမုံတိုင်းကကြတော့စစ်ရှုံးနေတာတိတယ်။ပလောင်လက်နက်ကန်စပုံ DNA လေးကိုသွားပြီးစစ်ရေးအရာကိုကြီးပေးမယ်ဆိုရင် အင်အားပြုံးပြီးသွားမယ်ဆိုတာကိုနားလည်နေတာဖြစ်တဲ့အတွက်ဒီမရိယာစင်ကုတပိတ်ချင်းမှာပဲရွှေခိုးတူးခြင်းနဲ့ဒီကရတဲ့စက်ကြီးတွေနဲ့ပဲသူတို့စားခြင်းတောက်ခြင်းနဲ့ဆိုတဲ့အနေအထားမှာနှိမ့်နိုင်လို့မရဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဩဂတ်လဒုတိယဘက်ကစပြီးတော့ဒီမန္တလေးပီဒီရဲ့အပြင်စုသူရဇော်နဲ့အော်စမွန်တို့ကဥဆောင်ပြီးတော့အခုလက်ရှိဒီစစ်စင်ရေးတာဝန်တွေယူထားတဲ့အာနာဖြုတ်ချခံရတယ်လို့ဆိုနိုင်ပါတယ်။အဲ့ဒါကတော့စစ်စင်ရေးတာဝန်တွေထမ်းဆောင်နေတဲ့မုံတိုင်းနဲ့ဘန်နာရေးတာဝန်တွေထမ်းတာဝန်ယူထားရတဲ့နိုင်ကြီးကို အလွဲတုံလားလုံးမှုဆိုတဲ့ခေါင်းစဉ်တက်ခဲ့ပါတယ်တကယ်လည်းနိုင်ကြီးတို့နောက်ပြီးတော့မုံတိုင်းတို့ကမန္တလေး PDF မှာရတဲ့ခွဲတန်းတွေမန္တလေး PDF မှာရရှိတဲ့ဘန်နာရေးစနစ်တွေအားလုံးကိုအပိုင်းလိုက်ခွဲရာခိုင်နှုန်းခွဲပြီးတော့အသုံးပြုနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီထဲကနေမှပြန်ကြားရေးတာဝန်ယူထားတဲ့ Osmo နဲ့စိုးသူရောဆိုတော့ကဘက်တဖက်တဲ့ဖြစ်သွားပြီးတော့လက်ရှိဖန်ခံရတဲ့အခြေကျချခံရတဲ့မန္တလေး PDF ကအခြေအနေနဲ့တရင်ထုတ်ပြန်ခြင်းကိုခံရတဲ့ မုံတိုင်းနဲ့နိုင်ကြီးကတော့ဖိလစ်ပီးရဲ့ထဲမှာရှိတဲ့ပန်နာရီမြမကြက်ွေတိန်းသုံးသောင်းခွဲကိုပက်ကြီးရိုက်ထားရဲဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ခုံရုံးစစ်ဆီးခဲ့ပါတယ်။အဲ့ဒီခုံရုံးစစ်ဆီးမှုက2025ခုနှစ်ဩဂတ်လတရရက်ဘက်ထဲမှာအမိန့်ချခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်နောက်ထပ်ဒီ2025ခုနှစ်စက်တင်ဘာထဲမှာပဲလက်ရှိနိုင်ငံရေးအခင်းအကျင်းမှာပလောင်တွေအနေနဲ့မြောက်မီးခဲကင်ထားရသလိုဖြစ်လာတယ်။ NUG PP အုပ်စုအနေနဲ့လည်းမိုးကုတ်မှာရှိတဲ့အကျိုးစီးပွားတွေကိုဆက်လက်တူဖောက်ပြန်ရချင်ပြီဖြစ်တဲ့အတွက်မန္တလေး PDF မှာအာနာပြန်သိမ်းလိုက်တဲ့စိုးသူရဆော်ကို NUG PP အုပ်စုရဲ့ MOD ကာကွယ်ရေးဝန်ကြီးဌာနအမိခံထားတဲ့ MOD ရဲ့အောက်ဒုစစ်ဦးစီးချုပ်အနေနဲ့တာဝန်ပေးခဲ့ပါတယ်။မှန်မှန်ရရဆိုရင်စုတူရစော်ကိုဒုစစ်ဦးစီးချုပ်ရာလို့ပေးခဲ့တဲ့စက်တင်ဘာ10ရက်နေ့မတိုင်ခင်တည်းကမုံတိုင်းနဲ့နိုင်ကြီးကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။မုံတိုင်းနဲ့နိုင်ကြီးကိုဖမ်းဆီးခဲ့ပြီးတဲ့နောက် NUG PP အုပ်စုကစုတူရစော်ကိုအမြဲပခုံးချင်းရှင်ခဲ့တဲ့ NUG နဲ့ပတ်တိုင်မှုမဖြစ်အောင်လို့ NUG ရဲ့အတုံးချခံ NUG ရဲ့ဝန်ကြီးဌာနလက်အောက်ခံအနေနဲ့စစ်ဦးစီးရာလို့ပေးခဲ့ပါတယ်။ နောက်ဘက်ကအကျိုးစီးပွားတွေကတော့ရှင်းပါတယ်။ဇော်ဝေစိုးဦးဆောင်တဲ့ NUG နဲ့စိုးသူရော့ဆော်ဦးဆောင်တဲ့မန္တလေး PDF ကဘုကုံမှာရှိနေတဲ့အကျိုးစီးပွားတွေကိုကာကွယ်သွားမယ်။တဖက်ကပြန်ကြည့်ရင်လည်းပလောင်လန်းတဲ့ဂိုင်ဘုံ DNL တရားမွေကြောက်တူးဖို့နေတဲ့မုံကုတ်ကောက်ခွင်းအပါအဝင်ဧကတထောင်ကျော်ကိုဆက်လက်ပြီးတော့ခွဲတန်းရယူသွားဖို့ဆက်လက်ပြီးတော့ကောက်ခွင်းသွားဖို့တဲ့သဘောတူညီတာတွေကိုအကောင့်ထဲပေါ်ခဲ့ပါတယ်။ဒါပေမဲ့ဒီစက်တင်ဘာ10ရက်နေ့မှတိုင်ငင်တဲ့ကမုံတိုင်းလို့ဖန်ဆီးခံခဲ့ရတာဖြစ်တဲ့အတွက်မန္တလေး PDF ထဲမှာလည်းဆရာမွေးတပွဲဝင်းရှိကြပါတယ်။ ုံတိုင်းရဲ့အာနာကိုမုံတိုင်းရဲ့နောက်လိုက်ဖြစ်နေကြတဲ့မန္တလေး PDF အဖွဲ့တွေရှိတယ်လို့သောသူရာဇော်ရဲ့နောက် Osmo ရဲ့နောက်ကိုလိုက်နေတဲ့ PDF အဖွဲ့တွေလည်းရှိပါတယ်။တကယ်တော့မန္တလေး PDF ကပွတ်တိုက်မှုတွေနဲ့ပြီးခဲ့တဲ့နောင်ချိုမျိုးသိမ်းတိုက်ပွဲ2024ခုနှစ်ကလေးကငြိမ်သက်သွားခဲ့တာကိုသတိထားမိကြမယ်ထင်ပါတယ်။တကယ်တော့အကျိုးစီးပွားတွေကိုခွဲဝေရင်းနဲ့ပဲဆရာမွေးတပွဲဝင်းနဲ့မန္တလေး PDF ကအထင်းမှလောင်ကျွမ်းနေခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမျိုးအကျိုးစီးပွားတွေသူတို့ရဲ့မက်လုံးတွေနဲ့ပဲမန္တလေး PDF ရဲ့အာနာသိမ်းမှုကတဖြည်းဖြည်းနဲ့ရင့်ကျက်လာတယ် ဒီလောဘဇောတက်မှုတွေကတဖြည်းဖြည်းနဲ့တရေတဲလာပြီးတဲ့နောက်မှာတော့စွတ်တရာဇော်ကမန္တလေး PDF ကိုလဝကြီးအုပ်ခဲ့တာဖြစ်ပါတယ်။မန္တလေး PDF ကိုလဝကြီးအုပ်ပြီးတဲ့နောက်ဒီ19နဲ့မုံတိုင်းကိုဖမ်းဆီးခဲ့တဲ့နောက်ဆက်တွဲတွေမှာတော့သူတို့ရဲ့တပည့်တွေကမန္တလေး PDF အချင်းချင်းမှာပြိပက္ခတွေကတော့ကစားတွေဖြစ်လာပါတယ်။ဒါကြောင့်အော်စမွန်နိုတွေကသို့သူရာဆိုလိုကမုံတိုင်းနဲ့နိုင်ကြီးကိုဒီတက်တွင်းမှာရှိနေတဲ့အကြမ်းဖက်အဖွဲ့အစည်းတွေမှာရှိနေတဲ့အလွဲသွန်းစားလုပ်မှုတွေအတွက်ဖန်ဆီးထားတဲ့ဆိုတဲ့ခေါင်းစဉ်ကလှုပ်ချန်ထားတဲ့ဆိုတဲ့တည်င်းပေါက်ကြလာပါတယ် အဲ့ဒီနောက်မှာပဲပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာ10ရက်နေ့စိုးသူတော်သောဒူးစစ်ဦးစီးချုပ်ဖြစ်ပြီးနောက်ပိုင်းမန္တလေး PDF တင်မော်ရယ်ကွဲလွဲမှုတွေအင်မတန်များပြားလာခဲ့ပါတယ်။ဒီလိုသဘောထားကွဲလွဲမှုတွေရဲ့နောက်ဆက်တွဲမှာတော့မဖုံးနိုင်မပြေးနိုင်ဖြစ်လာတဲ့ပုံစံမျိုးဖြစ်လာပြီးတဲ့နောက်ဒီနေ့နိုဝင်ဘာ22ရက်နေ့မှာတော့မန္တလေး PDF ကမုံတိုင်းနဲ့နိုင်ကြီးကိုတက်တွင်းမှာရှိနေတဲ့ဒီအချိုးစီးပွားတွေဗန်နာရေးကိစ္စတွေကိုလွဲသွန်းစားလုပ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့သူတို့ကလက်အမှုရယူခဲ့တာဖြစ်ပါတယ်။တကယ်တော့ မန္တလေး PDF ကိုစိုးသူရာဇော်ကအာနာပြန်သိမ်းခဲ့တာဖြစ်ပြီးတော့စိုးသူရာဇော်ကိုအာနာပြန်သိမ်းမှုအတွေ့လည်းအညီရည်ပြည်ပြည်အုပ်စုကဇော်ဝေဆိုးကနှက်ချောင်းပေးခဲ့တာဖြစ်ပါတယ်။ဇော်ဝေဆိုးနှက်ချောင်းပေးခဲ့တာရဲ့နောက်ဆက်အတွဲကတော့တာဖုံးကျိုလို့ရဲ့မိုးကုတ်ကရှိတဲ့ကျိုးစိပွားတွေကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ပလောင်လက်နက်ကန်စပေါ် DNL ကနောင်ချိုမှာဆစ်ရှုံးမှလည်းတည်တယ်။ကြောင်မဲကိုပြန်ပေးရမှလည်းတည်တယ်။တီဘောမှာခွတ်ထိုးခွက်လန်ဖြစ်မှလည်းတည်တယ်။ နောက်ဆုံးအဆင့်အနေနဲ့မိုးကုတ်ကကြိုးစီးပွားတွေကိုဆက်လက်တူဖောက်ကဲတရက်ရရနှစ်ရက်ရရပုံစံမျိုးနဲ့တော့ပစောတက်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တမ်းတော်ရဲ့ထိုးစစ်ကြီးကထင်မှန်မထားတော့အောင်နဲ့ဆန်ဆန်နဲ့မြို့သိမ်းတိုက်ပွဲတွေဇက်တိုက်သိမ်းပိုက်လာပြီးတဲ့နောက်မှာတော့ပလောင်တွေအားလုံးကတဖုံးကျော်တကူးလန်တို့တွေအားလုံးကသူတို့ရဲ့အကျိုးစီးပွားတွေနဲ့တည်ကြရမှာကိုသိတဲ့အတွက်အပြစ်ခတ်ရက်စဲရေးလက်မှတ်ရေးထိုးခဲ့တယ်။အပြည့်အခက်လက်မှတ်ထိုးလိုက်တာတွေရဲ့နောက်ဆက်တွဲမိုးကုတ်မှာခုခံကာကွယ်သွားကြမယ်ဆိုတဲ့သုံးပွင့်ဆိုင်တာဖုံးကျော် ဇော်ဝေဆိုးနဲ့သုဒ္ဓရာဇော်ရဲ့သုံးဖွင့်ဆိုင်သဘောတူညီမှုကနေပြက်ပြဲသွားကြရတယ်။အဲ့ဒီနောက်မှာပဲအခုမိုးကုတ်ကနေမောင်းထုတ်ခံရတဲ့ PDF တွေထဲမှာသုဒ္ဓရာဇော်ဦးဆောင်တဲ့မန္တလေး PDF လည်းပါဝင်လာကြပြီးတော့သုဒ္ဓရာဇော်ဦးဆောင်တဲ့မန္တလေး PDF ကိုလည်းတာဖုံးကြုံလို့ကအခုချိန်မှာမိုးကုတ်ကနေဆက်လက်ပြီးတော့ခွင့်ပေါင်းသလိုမောင်းထုတ်နေကြပါတယ်။ဒီလိုမျိုးအချင်းချင်းပွတ်တိုက်မှုတွေသူတို့ရဲ့အကျိုးစီးပွားတွေအပြန်အလှန်အကျိုးစီးပွားတွေရှိနေတာတွေရဲ့နောက်ဆက်တွဲနိုင်ငံရေးကိုခုတော့လို့အာဏာရှင်ပြုတ်ကျရေးကိုခုတော့လို့ပြီးတော့ဒီမိုကရေစီစနစ်ကြီးပဲပေါ်ထွန်းလာတော့မရအောင် ခတ်တုံးတုံးအညာသာတောသားတမလူမျိုးမြမလူမျိုးအားလုံးကိုစီယုံပြီးတဲ့နောက်မှာတော့အခုလိုမျိုးခွက်ဆောင်ခုတ်တာတွေနဲ့ဇက်တူတာစားတာတွေဖြစ်လာကြတာဖြစ်ပါတယ်။ငကိုတဲကနိုင်ငံရေးတတိမမှန်တဲ့သူတွေကလက်နက်ကိုင်လမ်းစဉ်ကိုလိုက်နိုင်ငံရေးစနစ်တွေကိုကြွေးကြော်လာခဲ့တာတွေရဲ့နောက်ဆက်တွဲမှာတော့အခုလိုမျိုးတဖြည်းဖြည်းနဲ့ဂျိုလုံးပေါ်လာခဲ့ကြတာဖြစ်ပါတယ်။ဘလိုပဲဖြစ်ဖြစ်သို့သူရဆိုလိုကဥဆောင်ပြီးတော့ဒီလက်ရှိအခင်းအကျင်း မုံတိုင်းရဲ့နိုင်ကြီးကိုအကြည့်ကဲခြားစားမှုတွေဗန်ဒါရေးကိစ္စတွေအလဲသွန်းစားလုပ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့လက်နက်တွေဖြုတ်သိမ်းခဲ့တယ်အချင်းချထားခဲ့တာဖြစ်ပါတယ်တကယ်တော့လန်ဒလေး PDF အဖွဲ့အစည်းအတွင်းမှာနိုင်ကြီးနဲ့မုံတိုင်းကိုဇော်ဝေဆိုးနဲ့စွတ်သူရဆိုတို့ကပေါင်းပြီးတော့မြန်မာကျပ်ငွေသိမ်းပေါင်း၃၀၀ကျပ်ဗက်ကြီးရိုက်ထားတယ်ဆိုတဲ့ခေါင်းစဉ်တက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအတွက်လည်းဒီဇော်ဝေဆိုးလို့စွတ်သူရဆိုတို့ကနိုင်ကြီးနဲ့ ဒီမုံတိုင်းလို့ရဲ့အကျင့်ပြတ်ခြားစားမှုတွေနောက်ပြီးတော့တက်တွင်းမှာရှိနေတဲ့ဗန်ဒါရေးစနစ်တွေစီးရင်ဖြောင်းထားတာတွေအားလုံးကိုတိတိကျကျနဲ့ကျွန်ပေါ်ဖန်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုလူကျွန်ပေါ်ဖန်မှုအတွက်လည်းအားလုံးကဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီးတော့အခုလိုမဖုံးနိုင်မဖိနိုင်အပုံနဲ့နဲ့ခတ်လာတဲ့အချိန်မှာတော့စုံဥဆောင်တဲ့တရင်ပြန်ကြားရေးအဖွဲ့ကနေလက်အုပ်မှုရယူပြီးတော့နိုင်ကြီးတို့မုံတိုင်းတို့ကိုလက်စားလေဆိုတဲ့ခေါင်းစဉ်နဲ့ပြစ်မှုတွေရှိရဆိုတဲ့ခေါင်းစဉ်တက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့တရင်ထွက်ပေါ်လာတဲ့မန္တလေး PDF ရဲ့အလဲလဲအခွဲခွဲကိစ္စကြီးကတော့ဒီသူတို့အခေါ်တော်လန်ရေးအမြေခံအဖွဲ့တွေလက်နက်ကင်ထားတဲ့သခိုးဓမြအဖွဲ့တွေကြားမှာတော်တော်ကြီးဟော့ဟော့ရင်ရင်ဖြစ်သွားပါတယ်။ဘာကြောင့်လဲ။မန္တလေး PDF ဆိုတာကစတင်ဖွဲ့စည်းချိန်တွေက NUG ပြည်ပအုပ်စုရဲ့ထင်းချုံမှုအောက်မှာမရှိပဲပလောင်လက်နက်ကင်တပုံ TNL ရဲ့လက်နက်တပ်ဆင်ပေးမှုအောက်ကနေကိုယ်စီကိုရှာစားကိုယ်စီရင်းတဲ့ကိုရွှေတွေတူးပြီးတော့ကြီးပွားတိုးတက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ဒါကြောင့်မလို့လေမန္တလေး PDF က NUGPP အုပ်စုကအဖွဲ့တွေကိုအမြင်နဲ့လို့သလိုခလုတ်တိုက်လိုက် ဝေဖန်လိုက်ပြုတ်လုံနေတာဖြစ်ပါတယ်ဒီလိုမျိုးခလုတ်တိုက်လိုက်ဝေဖန်လိုက်ဖြစ်နေတာတွေကိုပဲပြည်ပြည်အုပ်စုတွေကမခံနိုင်မရက်နိုင်နေဖြစ်လာပြီးတဲ့နောက်မန္တလေး PDF ကိုတိုက်ခွဲတက်ရှုံဖို့ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်လက်ရှိချိန်မှာတော့ဇိုဝေဆိုးဥဆောင်တဲ့ပြည်ပြည်အုပ်စုတွေရဲ့ခွင်လဲကိုရောက်ရှိသွားပြီးဖြစ်ပြီးတော့မန္တလေး PDF ကတော့အလဲလဲပုံပဲဖြစ်သွားပါပြီစရင်စရာအရာမန္တလေး PDF မှာတက်ရင်1နှစ်3ညတက်ကနေ1နှစ်3ညခွန်ထိရှိပေမဲ့သို့သူတော်ဆိုဥဆောင်တဲ့တက်ရင်1နှစ်3ညနှစ်နဲ့1နှစ်3ညလေးကတော့မဟုတ်မှရှိနေတယ်လို့သိရပြီးတော့ မုံတိုင်းဥဆောင်နဲ့တင်းနဲ့တုံညာတင်းနဲ့တင်းနဲ့တုံညာငါတင်းနဲ့တုံညာ6ကတော့လက်ရှိတပိတ်ချင်းဝါပြူတော်တကြောမှာရွှေခိုးတူးနေကြဆဲဖြစ်ပြီးမုံတိုင်းလိုဖန်စည်းခံရပြီးတဲ့နောက်တချို့တွေရဲ့ကြားမှာပွက်တိုင်မှုတွေဖြစ်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဆိုတော့ငโกတဲကနိုင်ငံရေးတည်မှတ်မှန်ငโกတဲကနိုင်ငံရေးရေးချိန်နှိမ်ပါပြီးတော့ဒီခတ်တောင်းလုံးနိုင်ငံရေးချိန်နှိမ်ပါတဲ့မြန်မာလူမျိုးတွေကိုအတုံးချပြီးကိုကျိုးရှာနေတဲ့အဖွဲ့တွေရဲ့ပီဇာနဲ့ကျုံလုံးကတော့ပေါ်လာပြီးဖြစ်ပါတယ်။ ဒီခင်းချင်းကိုကြင်ကြင်အပြင်ပြီးခဲ့တဲ့ရက်ကဟီရာရှိမှာလည်းထောက်ဖို့တွေကိုအချင်းချင်းလက်ထောက်ချတက်ဖြတ်တာတွေပြုလုပ်လာခဲ့တယ်။စီတုရာဘက်မှာလည်းတစ်ချိန်လုံးအမာခံဖြစ်ခဲ့တဲ့ထောက်ဖို့ကိုအချင်းချင်းပဲလက်ထောက်ချတက်ဖြတ်တာတွေပြုလုပ်လာခဲ့ပါတယ်။ပြောရမယ်ဆိုရင်တော့ဒီလိုနိုင်ငံရေးရေချိန်နှိမ်ပါတဲ့အဖွဲ့တွေနိုင်ငံရေးခံယူချက်မရှိဘဲနဲ့အင်အားကျနိုင်ငံရေးလမ်းကြောင်းပေါ်ရောက်လာပြီးတော့လက်နက်ကိုင်လမ်းကြောင်းပေါ်ရောက်လာပြီးတော့ပုံကုတ်ကိုနိုင်ငံရေးလမ်းစဉ်နိုင်ငံရေးလုပ်နေတယ်ဆိုတော့ကြွကြော်တန်တွေကိုဘက်ကိုနိုင်ငံရေးပြုလုပ်နေတယ်ဆိုတော့ ခေါင်းစဉ်တွေတက်ပြီးတော့ကုန်စားနေကြတာဖြစ်ပေမဲ့နောက်ွယ်မှာတော့အချိုးစီးပွားတွေကိုသာပြုလုပ်နေကြတာဖြစ်ပါတယ်။အဲဒီချိန်မှာလည်း UNGP ပြည်အုပ်စုကမိုးကုတ်ကရွှေတွင်းနဲ့မိုးကုတ်ကကြောက်တွင်းတွေနဲ့ပတ်သက်ပြီးတော့လိတ်ခဲတဲလေပင်ကြားကြောက်ခဲညက်တို့ဖြစ်လာပါတယ်။တစ်ဖက်မှာလည်းဒီမေဥပန်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ပြည်သူလူထုစီကထပ်ပြီးမျိုးတွေလိမ်ဖို့စူးစမ်းနေပါတယ်။တကယ်တော့ဒီ SDP လို့ခေါ်တဲ့ Sprint Development Plan မေဥပန်နဲ့လက်ရှိကရင်ပြည်နယ်မှာရှိနေတဲ့ကရင်လက်နက်ကိုင်တပုံ KNU ရဲ့အကြံဖြန့်တွေကလည်းဆက်ဆက်နေပြန်ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်းဆက်ဆက်တင်ဆက်ပေးသွားဖို့ရှိပါတယ်။ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင်တော့ NUG ပြည်ပြည်အုပ်စုမှလည်းအချင်းချင်းခွက်ခေါက်တာတွေပွတ်တိုက်မှုတွေနဲ့အဝေးမတည့်တာတွေကြောင့် NUCC NUG ရဲ့ဂျားမှလည်းအကွဲပြဲတွေဖြစ်နေတယ်။လက်ရှိပြည်တွင်းမှာရှိနေတဲ့ PDF အဖွဲ့တွေအတွင်းထဲမှာလည်းစကြက်လူတာတွေစခွက်လူတာတွေနဲ့ခွက်ကြိုက်တာတွေခွက်တိုက်တာတွေတော့ရှော့ဖြစ်နေပါတယ်။ဒီထဲကနေမှအခုစိုးသူရစော်နဲ့မုံတိုင်းတို့ရဲ့အာနာတို့မှမန္တလေး PDF ရဲ့ဒီအချင်းချင်းအာနာသိမ်းမှုကတော့တော်တော်လေးအော်အော်တောင်းနေဖြစ်သွားပါတယ်။ ဒါကတော့ဒီမန္တလေး PDF အဖွဲ့အစည်းအတွင်းအကြမ်းဖက်အဖွဲ့အတွင်းအာဏာသိမ်းမှုပြန်ဖြစ်ခဲ့တယ်ဆိုတဲ့အချင်းအခြေအနေဇတုသားစားနေကြပြီဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာ PDF တွေထဲမှာအင်အားအကြီးဆုံးဖြစ်တဲ့မန္တလေး PDF စတင်ပြုတ်ကွဲနေပြီဖြစ်ပါတယ်။တတိမမှန်မှုတွေရဲ့နောက်ဆက်တွဲနိုင်ငံရေးဖောင်ဒေးရှင်းနိုင်ပါမှုတွေရဲ့နောက်ဆက်တွဲအတွင်းကနေအချင်းပြက်ခြားစားမှုတွေရဲ့နောက်ဆက်တွဲလိုက်စားပြီးတော့ပြိုကျပျက်စီးနေပြီဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ တတိမမန်နဲ့နိုင်ငံရေးသမားတွေအားလုံးဘယ်တော့မှအောင်မြင်မှုရမှာမဟုတ်တဲ့အတွက်ဒီလိုနိုင်ငံရေးသမားတွေဦးဆောင်နေတဲ့ຫນွေဦးတော်လန်ရေးဆိုတာကလည်းနှင်းပြောက်တဲ့ຫນွေလိုပဲဖြစ်လာအောင်မှဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့သို့သူရာဇော်ကမန်ဒေးပီဒီအေကိုဆက်လက်ဦးဆောင်နေစေဖြစ်ပြီးမိုးကောက်ကကြောက်တွင်းနေမှာ ခွဲတန်းရရှိရေးတာဖုံးကျော်နဲ့ညှိနှိုင်းနေရတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ နောက်လာမယ့်စီဇန်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်။နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုပါရခင်ဗျာ။